ယဟန်ဒီထဲမှာလဲတန်ဃာကနေနေတယ်ဘုံကြီးတွေများနေဟုတ်ကဲ့ပါဒေဥဆရာတို့ရဲ့မြန်မာနိုင်ငံမှာယဟန်နေမရှိဘူးဘုံကြီးတွေပဲရှိတယ်ဆိုတော့ဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဘုံကြီးဆိုတာပါလဲယဟန်ဆိုတာပါလဲယဟန်ဆိုတာကပညာရှိတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဘုံကြီးဆိုတာကဘုံတကူပြခြင်းဆိုလိုတာဖြစ်ပါတယ်ဥပမာ ဝိနည်းအကြောင်းပြောနေတာကသူကိုယ်သူဘုံတကူပြနေတာဖြစ်ပါတယ်။နောက်တစ်ခါဝိပဿနာအကြောင်းပြောပြီးတော့ကြည်စင်အမှားတွေကိုအတ္တတိလမထအနုယောကကြည်စင်တွေဟာတကူပြနေတာဖြစ်ပါတယ်။အဲ့ဒီလိုဘုံတကူပြခြင်းကိုဘုံကြီးလို့ခေါ်ကြခြင်းဖြစ်ပါတယ်။ဒါဖြင့်အခုမိမိရောမိမိပတ်ဝန်းကျင်ကိုသုံးသပ်လိုက်စမ်းပါ ဘုရားရှင်ရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနေတဲ့လူနဲ့မကျင့်သုံးတဲ့လူဘယ်လင်းကများလဲဒါဖြင့်ဒီသာသနာဘာဖြစ်လဲမကွယ်သေးဘူးဖြစ်ရှင်းလား very dangerous point ပေါ့နော်မတတ်တရဆိုပြောတာဆိုတာဖြစ်လို့အဲ့ဒါလေးတော့သိခံတချို့ကအင်္ဂလိပ်လိုထဲထဲပြောတာမကြိုက်ပါဘူးမကြိုက်ပေမဲ့လည်းသူ့မင်္ဂလာရှာရနေလို့နော် သွားပေါက်ဖာသာခွေးကလေးလိုပေါ့နော်ဟိုကြိုက်ချင်းဒီကြိုက်ချင်းကြိုက်ချင်းတာအဲ့တော့ဘိုးလိုမတတ်တရဆိုတော့ရှောက်ပြောချင်တာပါပဲတတ်တယ်လို့မပြောပါဘူးအဲ့တော့ very dangerous ဆိုတာသိမ့်ပြီးတော့အန်ဒီရများတဲ့အနေအထားကိုရောက်နေပြီဒါလေးပြောချင်တာရှင်းလားတဲတဲလေးပဲကြံတဲ့သာသနာ့ကွယ်ဖို့ဒီချိန်မှာအချိန်မီပြုပြင်နိုင်ခြင်းမရှိရင်ဒီသာသနာ့ကွယ်ပြီ ခုနလူတွေမေးလိုက်လို့ယဟန်နေမပါဘူးထင်နေတယ်ယဟန်ထဲမှာဟောဘုရားရဲ့အဆုံးအမကိုလိုက်နာတဲ့ယဟန်နဲ့မလိုက်နာတဲ့ယဟန်ဘယ်ကများလဲလိုက်နာရောပြောရေးရေးပြောဘလုံးမလျှောက်စံဘလုံးလိုက်နာတဲ့ယဟန်နဲ့မလိုက်နာတဲ့ယဟန်ဘယ်ကများလဲလိုက်နာတာကများပါဘူးโอเค thank you နော်အဲမတက်တက်သိပြောချင်တာဟုတ်လားခြေဆုတင်လေဘာလို့ခြေဆုတင်တာလဲဆိုတော့အဖြစ်မှန်ကိုအချိန်မီအကဲခတ်နိုင်မှဖြစ်ရှင်းတယ်နော် ကျွန်တော်တို့မြန်မာနိုင်ငံမှာယဟန်ဆိုတဲ့ပညာရှိတော့အကြောင်းကျိုးနားလဲတဲ့အမှန်အမှန်ခွဲပြပေးတဲ့ပညာရှိယဟန်တွေနေပါတယ်မြန်မာနိုင်ငံမှာရှိနေတာကတော့အကြောင်းမဲ့ဝါဒအမှဘယ်အမှားလည်းမပြောဘူးဘယ်အမှန်လည်းမပြောဘူးအကြောင်းမဲ့ဝါဒတွေကဖြစ်ပါလေဥပမာ ဝိနည်းဆိုလဲသူတို့ဒီတိလသမတိပညာကိုစိတ်တန်ရဲ့ရဟန်းလေးဆိုပြီးတော့ဝိနည်းအကြောင်းပြပြီးတော့ကိုယ့်ရဲ့ဂုဏ်တွေကိုဖော်ပြနေတာဘုံကြီးပဲဖြစ်ပါတယ်။နောက်တစ်ခါသမထဝိပဿနာစတဲ့တရားစခန်းကြီးကလည်းနှစ်ဘောမြတ်စွာကြာနေခဲ့ပါပြီ။မိုးဘောပြန်လို့လို့လို့လေးဘောပြန်လို့လို့လို့နော်။အဲ့ဒါကလည်းမြတ်စွာဘုရားဟောထားတဲ့အတ္တတိလမထနုယောကမိုင်းနောလောကကိုကျိန်ဘောမြတ်စွာပြမစင်းစွာ ုံဆောင်ခြင်းလို့မြတ်စွာဘုရားကတရားဟောတာမြဖြစ်ပါတယ်အဲ့တော့ဒေဝဆရာတို့ပြောတဲ့ဘုန်းကြီးတွေဆိုတာဘလို့ဘုန်းကြီးတွေလည်းဆက်ပြီးတော့နားထောင်ကြည့်ပါဦးခင်ဗျာယဟန်တွေထဲမှာလည်းသံဃာကနေနေတယ်ဘုန်းကြီးတွေများနေဘုန်းကြီးအောင်ရှောက်ရှောက်လုပ်တယ်ဘယ်ရင်ဘုန်းကြီးချဲဘုန်းကြီးဓာတ်ဘုန်းကြီးနတ်ဘုန်းကြီးမိကလုံးနဲ့လိမ့်နဲ့ဘုန်းကြီးနန္ဒာဆွတ်တဲ့ဘုန်းကြီးပေါ့လေ ဘုန်းကြီးကမွေးနေတာပဲလက်သူလိမ့်မွေးတာပေါ့ဗျာဒီအဘုတ်ကောင်ကတော့ဘလို့မှမွေးစရာအကြောင်းရှိရှင်းလားရှင်းပါပါအဲ့တော့ဘုန်းကြီးအောင်ရှောက်လို့တာတန်ခါမဟုတ်ဘူးရှင်းလားရှင်းပါပါတန်ခါကဘယ်သူဆုံးမတိုင်းနေရမှာဘုရားဆုံးမတိုင်းမနေတော့ပဲလူထင်ကြီးအောင်မိမိပေါ်မှာပူဇော်သက်ကာရမြအောင်ထင်ကြီးအောင်ရှောက်လို့နေရင်ဒါတန်ခါစရင်ထဲမှာ ပေရင်ဖုံကြီးချဲဖုံကြီးဓာတ်ဖုံကြီးနတ်ဖုံကြီးအင်းအကလက်ဖုံကြီးဆေးဖုံကြီးဖျောင်းနိုင်ဖုံကြီးဟမ်ရှင်းလားရှင်းပါရဲ့အဲ့ဒါဘုရားဆုံးမနဲ့လာလာမှမဆိုင်ဟုတ်ကဲ့ပါကျွန်တော်တို့မြတ်စွာဘုရားကတကူပြကျေးဆိုတဲ့ဝိညာဉ်တိတ်ခပုဂ္ဂိုလ်ပြညတ်ထားပါတယ်ကိုပြန့်ကြည့်ဆိုတဲ့အကြောင်းလေးကဝိနည်းအကြောင်းပြပြီးတော့ ုဂ္ဂိုလ်သီလသမာဓိပညာတဲ့နေပါတယ်ဆိုပြီးတော့ကြောက်ရတဲ့ဘုသိက္ခာမျိုးကိုလည်းဆိုလိုရပါတယ်ဝိဝတ္တနာသမာဓိကဲ့သို့2နာရီထိုင်နေ3နာရီထိုင်နေ4နာရီထိုင်နေတရားကိုချိန်ကြမဲစွာထိုင်နေဆိုတဲ့ယူဝါဒမျိုးကလည်းအခုပြခြင်းနဲ့မှပါပါတယ်အဲ့တော့ကျွန်တော်တို့တချမ်းတကူပြတဲ့ဟာတွေဟလာလက်ဆောင်လက်ဖွဲ့ပန်ပေးခြင်းပန်းယူခြင်းစတဲ့မြတ်စွာဘုရား ပြည့်ညတ်ထားတဲ့ဝိနည်းတွေအများကြီးရှိပါတယ်အဲ့တော့ဘုန်းကြီးဆိုတာကမိမိရဲ့လက်လာပါအတွက်လူတွေအထင်ကြီးအောင်လှုပ်ဆောင်တဲ့လုပ်ငန်းစဉ်မျိုးကိုဘုန်းကြီးတို့ခေါ်ပါတယ်အဲ့တော့ယဟန်ဆိုတာဘာလဲဆိုရင်ပညာရှိသူတော်ကောင်းနေဖြစ်ပါလေလောကကိုဟောက်ကြောက်မှန်ကန်စွာသိမြင်ပြီးတော့အကုသူတွေဟာဘယ်ဟာကုသူတွေဟာဘယ်ဟာလမ်းပြပေးပါလေအဲ့တော့ကျွန်တော်တို့မြတ်သူတော်ကောင်းတရားတွေဆိုတာက အမှအမှန်ခွဲခြားပေးပါလေဖဲ့ရှားတဲ့လမ်းစဉ်ရှိပါတယ်ဘယ်ဟာမှမဖဲ့ရှားဘူးဆိုရင်အဲ့ဒါရဟန်းမဟုတ်ပါဘူးဒီနေ့မြန်မာနိုင်ငံဘုန်းကြီးတွေကကြောင်းမဲ့ဝါဒနဲ့နေနေကြတာဖြစ်ပါလေခုနလိုပေါ့ဘယ်ဟာမှမဖဲ့ရှားတာမရှိဘူးเนาะမြန်မာနိုင်ငံမှာနတ်ကိုကွယ်မှုတွေပေါ်ပြလိုက်တာဗီဒီယိုတွေဟာဥက္ကဋ္ဌမှုတွေပုံပြလိုက်တာဝိဇ္ဇာအောက်လန်းထက်လန်းစတဲ့ ူတွေရဲ့ယုံကြည်မှုအမှားတွေပေါ်များလိုက်တာဖရားတွေမှာဆိုရဲဂျိုတွေနန်းနေနော်ရုပ်ကလက်တွေကြောက်တိုင်နေနေနန်းနေယူဆမှားတွေအလုံးကိုချိနေတာဟာဒါဟာယဟန်လုပ်တဲ့လုပ်ငန်းစဉ်နေနေဆိုရင်ဒီလုပ်ငန်းစဉ်တွေကိုပယ်ပြီးရမှာဖြစ်ပါတယ်ဒီလုပ်ငန်းတွေဘာမှမပယ်ပယ်ဒီပဲနဲ့စင်ပြေအောင်နေနေကြတာဒီ waterfall လို့ fitball လို့ရေလိုက်ငါလိုက်ပုံကြီးများတာဖြစ်ပါတယ်ကြီးစုအားပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ